စာချုပ်သက်တမ်းအကုန်ဆုံးတော့မဲ့ Premier League Club တင်းနေရဲ့နာမည်ကြီးကစားသမားများမင်္ဂလာပါ UK is the football show on YouTube ပါတယ်ကျွန်တော်ကိုခန့်ပါမှတ်ပါတယ်အခုလာမဲ့ဂျွန်လ30ရက်နေ့ရောက်ရင်စာချုပ်တံတန်းကုန်ဆုံးပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူလို့ရမယ် free agent ဖြစ်လာမဲ့ ်ကစားသမားတချို့ကိုကျွန်တော်ဖော်ပြရင်းနဲ့တုံးသက်ဆွေးနွေးမှုတချို့လုပ်သွားကြပါတယ်ခင်ဗျာဆိုတော့ဒီကစားသမားတွေထဲမှာတချို့ပလေယာတွေကအသုံးပြုလို့ရမယ့်ပလေယာတချို့ပါနေသေးတယ်ပေါ့အလွတ်ပြောင်းရွှေ့ခြင်းတွေရမှာဖြစ်တဲ့အတွက်ကြောင့် transfer fees တက်တာသွားလိမ့်မယ်ကစားသမားကိုပေးချေရမယ်လောက်ခပမာဏညှိနှိုင်းဆွေးနွေးလို့အဆင်ပြေမယ်ဆိုရင် အသင်းမှာခေါ်ယူထားတဲ့ပလေယာမျိုးတွေဖြစ်ပါတယ်ကဲဘယ်ပလေယာတွေလဲအဲ့ဒီပလေယာတွေကရောလက်ရှိအချိန်ခြေစွမ်းပိုင်းဘယ်လိုရှိသလဲကျွန်တော်တို့တူတူသုံးသက်ဆွေးနွေးလိုက်အောင် ပထမဆုံးတစ်ယောက်က Tarik Mitchell ဖြစ်ပါတယ် Crystal Palace အသင်းနဲ့အတူထွန်းတောက်လာခဲ့တဲ့ Mitchell ကို မသိတဲ့ Premier League ပြိုင်သက်ရှိမယ်လို့တော့မထင်ဘူး Mitchell သည် ကျွန်တော်အခုပြောတဲ့ကစားသမားတွေထဲမှာပြောင်းရွှေ့ကြီးအများဆုံးပေါက်တဲ့ပလိယာပါလက်ရှိသူ့ရဲ့တန်ကြီးကယူရို25သန်းပေါက်ပါတယ်အသက်ကလည်း25နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်နောက်ထပ်4နှစ်5နှစ်လောက်တတလီတုံးလို့ရမယ်အခြေအနေမျိုးပါပယ်လစ်ကတော့သူ့ကိုစာချုပ်တက်တန်းထတ်တိုးဖို့လက်ရှိအချိန်ထိစူးစမ်းနေမယ်ဆိုတာသိကြတယ်ဂျွန်လ30ရက်နေ့ထိစာချုပ်တက်တန်းကြံနေသေးတဲ့အတွက်ကြောင့်မစ်ချယ်ကို ဂျားထဲမှာလည်းပဲလေးစာချုပ်တက်တန်းတိုးဖို့သဘောတူညီကောင်တူညီသွားနိုင်တယ်ထားပါအဲ့တော့သဘောတူညီမှုမရခဲ့ရင်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာလာနိုင်တဲ့မစ်ချယ်ကိုလိုအပ်တဲ့မီဒီကလပ်တင်းဆိုခေါ်တဲ့ကျွန်တော်ပြောလိုအပ်တဲ့နော်မလိုအပ်ရင်တော့ခေါ်တရားမလိုဘူးပေါ့ဗျာ left back တနေရာမှာ premier league နဲ့အသားကျပြီးသားကစားသမားအင်္ဂလန်လေပြည်စင်အသင်းအတွက်လည်းရွေးချယ်ခံခဲ့ရတယ်ရှစ်တက်နောက်စင်းလဲမှန်တယ်လိုအားလုံးအပြည့်နဲ့ကစားပေးနိုင်တဲ့ ပလေယာတယောက်ဘာမှအပြစ်ပြောနေစရာမလိုဘူး။လောကပမာဏကတော့အနေငယ်များပါလိမ့်မယ်။ပြီးခဲ့တဲ့ရာသီတုန်းကတိုစင်အာရယာ BOU level မျိုးပေါ့နော်။ပြောင်းရွှေ့ကြီးအလွန်နဲ့ထွက်လာပေမဲ့ Chelsea ကပေါင်တသိန်းလောက်တပတ်ကိုတခါပေးနေရတယ်။အဲဒါကြောင့် Mitchell ကိုလည်းတပတ်လောက်ကပေါင်တသိန်းဒါမှမဟုတ်ပေါင်8000နီးပါးလောက်တက်နိုင်တဲ့ club တင်းတွေကတော့မဖြစ်မနေခေါ်အားဖြစ်တဲ့လို့တော့ယူဆမိပါတယ်ခင်ဗျ။နောက်တစ်ယောက်ကတော့ Dominic Calvert-Lewin ဖြစ်ပါတယ်။ Calvert-Lewin စပေါ်တော့ကတောက်ရမ်းအောင်နာမည်ကြီးတာ။ပြောင်းရွှေ့ကြီးပေါင်တန်း60တွေပါတဲ့အထိ ဖြစ်ခဲ့တယ်။တိုးတော့ဒန်ယာပြဿနာရသွားပြီးတဲ့နောက်ပိုင်းသူ့ရဲ့အသက်အရွယ်ကလည်းတခုရောက်လာတဲ့အချိန်ကာဗလဝင်ကပျောက်သွားတယ်ပေါ့နော်။ဒါအင်္ဂလန်တိုက်စစ်ကစားသမားတွေထဲမှာဆိုတိတ်ကိုနှမျောဖို့ကောင်းတဲ့တိုက်စစ်မှုလို့ပြောရမယ်။ဒီထက်ပိုပြီးတော့ဖြစ်ခဲ့တင်တာပေါ့လေ။သူကစာချုပ်တံတန်းဒီအခုဂျွန်30မှာကုန်ဆုံးပါပါ။စွမ်းဆောင်ရည်ပိုင်းကောင်းမှုမှုတွေရှိခဲ့တဲ့အတွက်ကြောင့်တန်တက်လာတဲ့အသင်းမျိုးတွေဒါမှမဟုတ်ပရီးမီးယားလိမှာတိုက်စစ်ပိုင်းလိုအပ်နေတဲ့အသင်းမျိုးတွေဒိုမီနစ်ကေဗလဝင်ကိုခေါ်ယူတင်တယ်။ဘရန်ဖို့လိုအသင်းမျိုးဆိုဗျာကေဗလဝင်နဲ့လိုက်တယ်။အမြင်မောပိုင်တယ် counter attack တွေမှာအားကိုးလို့ကောင်းတဲ့ကစားသမားမျိုးပေါ့ဒါပေမဲ့ပြဿနာတစ်ခုသည် Tarik Mitchell လိုမျိုးပဲသူ့ကိုပေးချေရမယ်လောက်ခပမာဏကတော့များပြားပါလိမ့်မယ်ခင်ဗျကဲနောက်တစ်ယောက်တန်းစင်းသွားပြီဖြစ်တဲ့ Southampton အသင်းရဲ့ right back ကစားသမား Kylie Walker Peters ဖြစ်ပါတယ်နာမည်ကြီးကစားသမားပဲ Tarik Mitchell တက်ကိုအသင်းကြီးတွေပိုလိုရှိခဲ့တဲ့ကစားသမားတစ်ယောက်ပါ Tottenham Hotspur မှာတော့ ကာလဝကာဖီဒါစ်ကောင်းတယ်ဗျအမှန်လည်းကောင်းတယ်တိုးတော်လဲတော်တင်ဟော့စ်ဘာမှတိတ်ပြီးတော့ဟိုအမြင့်မရောက်ခဲ့ဘူးလို့ပြောရမှာပေါ့လေသူကောင်းလာပြီးတဲ့အချိန်နောက်ပိုင်းမှာစိတ်ကိုရောက်သွားတယ်စိတ်မှာလည်းကာလဝကာဖီဒါစ်ဒီတန်တက်လာခဲ့တဲ့ပြီးခဲ့သောနှစ်ကိုပြောရမှာတော့လွန်ခဲ့သောနှစ်မှာစိတ်အတွက်တော်တော်လေးကောင်းခဲ့တယ်ဗျအဲ့ချိန်ကာလာတော့ချယ်စီရအောင်ခေါ်ဖို့တရင်တွေထွက်ခဲ့တဲ့ပလေယာတယောက်ဖြစ်ပါတယ်အသက်က 28နှစ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးအသက်အရွယ်တော့မဟုတ်ဘူးဒါပေမဲ့လည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဒီလိုရည်သွေးမြင့်ကစားသမားတစ်ယောက်ကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့် Rival မှာ Allen Solo ကစားသမားကောင်းတစ်ယောက်လိုအပ်နေတဲ့ Club သင်းတသင်းအနေနဲ့ Kyle Walker Peters ကိုမဖြစ်မနေခေါ်ယူအားဖြည့်တဲ့နယ်လို့တော့ ကျွန်တော်ထင်ပါတယ်ခါလီဝတ်ကပီတာစ်ရဲ့ talent ဘိုင်းကျွမ်းကျင်မှုဘိုင်းက Tyre Mitchell ထက်ပိုပြီးကောင်းတယ်ဒိုင်ယာပက်တနာကတော့ Mitchell ထက်ပိုပြီးရပင်မဲ့လဲကျွန်တော်ကတော့ပြောတဲ့အချက်လက်တွေပိုကောင်းတဲ့အတွက်ကြောင့်ဒီကစားသမားကလည်းခေါ်ယူအားဖြည့်တင်တယ်လို့တော့သုံးသပ်မိပါတယ်နောက်တစ်ယောက် Thomas Partey အဲ့တော့ Partey ဒီလည်း Arsenal နဲ့လောကပမာဏညှိနှိုင်းဆွေးနွေးရေးအဆင်မပြေမှုတွေရှိတဲ့အတွက်ကြောင့်ဂျွန်လ30ရက်နေ့မတိုင်ခင်မှာ Arsenal ကဆွေးနွေးညှိနှိုင်းမှုအဆင်မပြေဘူးဆိုရင်အသင်းကနေထွက်ဖို့ရှိတယ် Partey ကိုတော့ခေါ်ယူတင်တယ်မခေါ်ယူတင်ဘူးဆို ိုတာထက်သူ့ကိုပေးရမယ်လောက်ခပမာဏများပြားတဲ့အတွက်ကြောင့်ခေါ်ယူနိုင်မဲ့ကလပ်သင်းတွေရှိမယ်လို့မထင်ဘူးအာစနယ်တောင်မှသောမတ်စ်ပါတီကိုပေးနေရတဲ့လောက်ခပမာဏသူ့ရဲ့အသက်အရွယ်နဲ့ခြေသွမ်းမအရေးမပေးနိုင်တဲ့အချိန်မှာဘယ်ကလပ်သင်းခေါ်မှာလဲချယ်စီလီဗာပူးမန်စီးတီးမန်ချက်စတာယူနိုက်တက်မခေါ်ပါဘူးအဲ့တော့ တခြားသောကလပ်တင်းတွေလိုက်ကြည့်မယ်ဆိုရင်လည်းတပတ်လောက်ကနှစ်သိန်းကျော်လောက်ပေးနေရတဲ့ကစားသမားကိုပေးနိုင်မယ်လို့မထင်ပါဘူးဒီတကြောင်သောမတ်စ်ပါတီသည်ပရီးမီးယားလိမှရှိရေးထက်နော်တခြားသောထိပ်တန်းလိမှရှိရေးထက်ကျွန်တော်တို့ sorry pro league ကလပ်တင်းတင်းတင်းကိုပြောင်းရွှေ့ကောင်ပြောင်းရွှေ့သွားနိုင်တယ်လို့သုံးသပ်မိပါတယ်ကဲနောက်တစ်ယောက်ကတော့ candidate ဖြစ်ပါတယ် share ကြီးပဲနော်ကစားသမားတွေကကန်နီဒီဒီဒီဖူလန်မှာတိတ်ကိုကောင်းခဲ့တဲ့ပလေယာတယောက်တကယ်တမ်းတော့ကန်နီဒီဒီကိုမှတ်မိတဲ့ညီကိုတွေမှတ်မိပါလိမ့်မယ်ဖူလန်မှာစကြမ်းတာမဟုတ်ဘူး IS မှာကလေးကကန်နီဒီဒီက နာမည်ကြီးပြီးသားပလေယာတစ်ယောက်ဖြစ်တယ်အသက်အရွယ်က29နှစ်ရှိပြီးလက်ရှိတန်ကြေးကယူရို73တန်တန်နေသေးတယ်2025ဂျွန်30မှာစာချုပ်တည်တံကုန်မှာဖြစ်တဲ့အတွက်ကြောင့်တန်းတက်လာတဲ့အသင်းတွေကန်ဒီဒီကိုလိုအပ်တယ်ဆိုရင်နှိုင်ဆန်းပါဗျာတကယ်ကောင်းတဲ့ပလေယာတစ်ယောက်ဖြစ်ပါတယ်ကဲနောက်တစ်ယောက်ကတော့နယ်စင်စမီတို့ဖြစ်ပါတယ်အဲ့တော့စမီတို့ကအသက်ကတော့လွန်သွားပြီဗျာဒါပေမဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်တလောတော့က United နဲ့သတင်းထွက်သေးတယ် Robert တနေရာမှာဒီစမီတို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်မယ်ပါညာဒါပေမဲ့ဖြစ်နိုင်မယ်လို့တော့မထင်ပါဘူးအသက်ငယ်ရွယ်တဲ့ကစားသမားတွေကိုပဲ United တက်ပို့ပြီးတော့အားကိုးပါလိမ့်မယ် right wing back တနေရာမှာလဲအာမဒီယာလိုဒီနှစ်ဘောလုံးရသည့်အသစ်မှာသုံးမဲ့ပါညာဆိုတဲ့ရည်ရွယ်ချက်ကြောင့် Nelson Smith ကိုခေါ်ဖို့တော့ရတော့မဖြစ်နိုင်ဘူးဒါမဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တဲ့ကစားသမားကောင်းတစ်ယောက်ကိုကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်နောက်တစ်တယောက် Colin Wilson အသက်ကတော့ကြီးသွားပါပြီ33နှစ်ဖြစ်သွားပြီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်တန်တက်လာတဲ့အသင်းမျိုးတွေအနေနဲ့အတွေ့အကြုံရှိတဲ့တိုက်စစ်မှုကောင်းတစ်ယောက်ကိုအသုံးပြုခြင်းနဲ့ဆိုရင် salary ဒါညှိနှိုင်းဆွေးနွေးလို့အဆင်ပြေပါက Colin Wilson ကလည်းစဉ်းစားလို့ရတဲ့ player တစ်ယောက်ပါ Zetland လော of United ကနေထွက်ဖို့အတွက်တေချာသွားပြီဒါပေမဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်ပလေယာတယောက်ဖြစ်ပါတယ်နောက်တစ်တယောက်ကတော့ဒူကူရီပါဒူကူရီရဲ့အသက်က32နှစ်လောက်အားနှုန်းကလည်းအပြည့်ရှိသေးတယ်ကစားသမားတယောက်ဖြစ်ပါတယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရပါမယ်နောက်တစ်ယောက်ကတော့ဘုံမောင်ရဲ့နောက်ခံကစားသမား မက်ဟမ်ဖြစ်ပါတယ်။ဟူဆန်တို့၊ဇဘာညီတို့မထွန်းတောက်ခင်တုန်းကမက်ဟမ်ကလည်းမိထားလို့မရတဲ့အင်္ဂလိပ်ကစားသမားပါ။အသက်က28နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်ပရီးမီးယားလိအတွေ့အကြုံပိုင်းလိုချင်တဲ့အသက်28နှစ်အရွယ်ဒီဖန်ဒါတယောက်လိုချင်တဲ့ဆိုတဲ့ကလပ်သင်းတွေအနေနဲ့မက်ဟမ်ကိုစဉ်းစားသင့်ပါတယ်ခင်ဗျ။နောက်ထပ်တစ်ယောက်ကတော့ဆာဂျီယိုရဂိုလွန်ဖြစ်ပါတယ်။ရဂိုလွန်ရဲ့ကစားသမားဘဝအနိုင်မြင့်အတက်ကြတော်တော်လေးကျန်းရတယ်ပေါ့နော်။သူရဲ့အသက်အရွယ်ကအခု28နှစ်ရောက်ပြီးဆာဂျီယိုတက်တန်းက2025ဂျွန်30မှာကုန်မာဖြစ်တဲ့ တွက်ကြောင့်ရကောလုံးကိုခုံမဲ့ကလပ်တင်းနေသည်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခုံလို့ရပါလိမ့်မယ်ပြဿနာတရက်ကသူဒီစာရုပ်တက်တန်းကြံနေသေးတဲ့အချိန်မှာတောင်မှပေးရတဲ့လောက်ခပမာဏအနေထားတစ်ခုရှိတဲ့အတွက်ကြောင့်တုံတန်ယုံကလပ်မျိုးခေါ်ဖို့ဆိုတာသိပြီးတော့မလွယ်ကူလို့ယူဆမိပါတယ်ခင်ဗျနောက်တစ်ယောက်ကတော့ Danny Ings ဖြစ်ပါတယ် Premier League မှာဂိုးသွင်းတင်ကြခဲ့တဲ့တိုက်စစ်မှုကောင်တယောက်ရှိရယ်ဆိုရင်ဒါ Danny Ings ကိုဒီတိုက်စစ်မှုတွေကတယောက်ဖြစ်ကျွန်တော်လက်ညှိုးထိုးပြရပါလိမ့်မယ်အဲ့တော့ Danny Ings ဒီစာရုပ်တက်တန်းကုံဆုံးတော့မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လို့ းရမယ်ကစားသမားတယောက်လည်းဖြစ်ပါတယ်ကော်လန်ဝီဆင်တို့ဒန်နီအင်းစ်တို့ဘသူ့ကိုပဲခေါ်ခေါ်လောကပမာဏသိမ့်မယ်ဆိုရင်အတွေ့အကြုံပိုင်းရင်းရင်းနဲ့ကိုးရဖို့အတွက်စိတ်ပူစရာမလိုရတဲ့ကစားသမားတွေဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ Josh Darceva ပါ Darceva သာဒန်ယာပြဿနာတွေမရဘူးဆိုရင် Brentford အသင်းအတွက်အများကြီးအကျိုးပြုနိုင်တဲ့ကစားသမားသို့တော့အခုချိန်မှာ Darceva ကတော့ဒန်ယာပြဿနာတွေရထားတဲ့အတွက်ကြောင့်အသက်က26နှစ်ပဲရှိသေးပေမဲ့ Bay Club တင်မှာခေါ်ဖို့အတွက်စိတ်မဝင်စားနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်။ကဲ နောက်ဆုံးတရားကတော့ Michael Kane ပါအဲ့တော့ United Academy ကထွက်တဲ့ Michael Kane အနေနဲ့ Everton မှာထိုက်တဲ့အလျောက်ခြေသွင်းပြခဲ့တဲ့ကစားသမားပါအသက်32နှစ်အရွယ်ရှိပြီး CB ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်အသုံးပြုလို့တော့ရတယ်တစ်နှစ်တန်တီဖြစ်စေနှစ်နှစ်တန်တီဖြစ်စေ CB မှာအတွေ့အကြုံရင်းတဲ့ကစားသမားတစ်ယောက်လိုအပ်တယ်ဆိုရင် Michael Kane ကိုခေါ်ဦးအားဖြစ်နိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ